ကိုယ့်ဘဝမှာတော့အလုံးမပါအရာအလုံးကိုပြောင်းလဲပြစ်နိုင်တဲ့အရေးချင်းတစ်ခုရှိတယ်ဆိုရင်စေဝန်သားကြမလားအဲ့ဒီအရေးချင်းကဘာလဲဆိုတော့ဒီနေ့မှလေကျွန်တော်တို့လူမှုဆက်ဆံရေးလောကကိုနှစ်တရာမျိုးပါလောက်ပုံဖော်ခဲ့တဲ့ဒီအကာနဲ့ကြီးရဲ့စာအုပ်ထဲကအဓိကကြတဲ့လျှော့ချက်တွေကိုအတူတူလေ့လာကြည့်ကြရအောင်ဒီစကားကိုတစ်ချက်ကြည့်လိုက်ပါဝီလျံဂျိမ်းစ်ပြောခဲ့တာပါသူဆိုလိုချင်တာက ရှင်းရှင်းလေးပါပဲကျွန်တော်တို့တွေရာလီကိုယ်မှာရှိတဲ့အရေးချင်းအစွမ်းစားတွေကိုအကုန်မသုံးဘဲတစ်ဝက်တစ်ပြက်လောက်ပဲသုံးပြီးနေနေကြတာတဲ့ အထူးသဖြင့်လူတွေနဲ့ဆက်ဆံတဲ့နေရာမှာပေါ့အဲ့ဒီစွမ်းရည်ကတာမန်စကေးခုမဟုတ်ဘူးကို့အတွင်မှာအိပ်ပျော်နေတဲ့စွမ်းအားကြီးတစ်ခုလိုပဲအဲ့ဒါကို노ထောင်တော့ဖို့ပဲလိုတာကဲဟုတ်ပြီဒါဆိုအဲ့ဒီဖုံးဝယ်နေတဲ့စွမ်းအားကိုဘယ်လိုလုပ်ပြီးဖွင့်ထုတ်ကြမလဲအဖေကတော့ Dale Carnegie ရဲ့ဒီစာအုပ်ထဲမှာရှိပါတယ်ဒါဆိုပထမဆုံးအပိုင်းကိုအတူတူကြည့်လိုက်ကြရအောင်တိလာစတန်းကြီးတစ်ခုလူကြီးလိုက်တဲ့အခါမှာအရန်စိတ်ဝင်စားဖို့ကောင်းတော့တကူတွေ့ရတယ်လူကြီးတွေကလည်း ကျမရေးပြီးရင်ဘာကိုအစိတ်ဝင်စားဆုံးလဲဆိုတော့တခြားလူတွေကိုနားလဲပြီးအစဉ်ပြေပြေပေါင်းတင်းဆက်ဆံတတ်ဖို့ကိုတင်ယူချင်ကြတာတဲ့ဆိုတော့ဒါကတာမန်ကိစ္စလေးတခုမဟုတ်တော့ဘူးလေလူသားတိုင်းရဲ့အခြေခံအကြဆုံးလိုအပ်ချက်တခုလို့ဖြစ်နေတာအဲ့ဒီအချက်ကိုပဲဒေးကနေကြီးကစနစ်တကျလေ့လာပြီးတင်ပြခဲ့တာပေါ့ဒါပေမဲ့လေတခြားသူတွေနဲ့ကောင်းကောင်းမွန်မွန်ဆက်ဆံရင်းမတီးဆောက်ခင်မှာကျွန်တော်တို့အားလုံးနေပါလုံမိနေကြအမကြီးတခုရှိတယ်အဲ့ဒါကိုအရင်ဆုံးသိဖို့လိုလေ လူတိုင်းလူလူကျူးလို့မိတတ်တဲ့အဲ့ဒီအမာကိုကာနက်ကြီးကဘလို့ဖြေရှင်းပြထားလဲဆိုတာကြည့်လိုက်ကြအောင်။อืมဒီစကားတော့တကယ်ကိုမသားစရာပဲ။ကာနက်ကြီးပြောတာဘဲအယုမဆိုဝေဖန်ပြစ်တင်မိတွန်တောက်တင်းနေမှာလေ။အယုများစွာလည်းဒီလိုပဲလောက်ကြတယ်တဲ့။ဟုတ်တယ်မလား။တယောက်ယောက်ကိုဝေဖန်ဖို့အပြစ်ပြောဖို့ဆိုတာလွယ်လွယ်လေးပါ။ဒါပေမဲ့အဲ့ဒီလိုလုံးလို့ကိုလိုချင်းတဲ့ရလကောင်းဆိုတာကတော့ဘယ်တော့မှနှီးပါမရပါဘူးတဲ့။တကယ်ကိုစဉ်းစားစရာပဲ။ ကဲဥမာတစ်ခုပြောပြမယ်တယောက်ယောက်ကအမားကြီးတစ်ခုလှုပ်လိုက်တယ်ဆိုပါစို့အဲ့ဒီအခါမှာစိတ်ထဲမှာရှိတဲ့အတိုင်းဒေါသနဲ့ပြောပြလိုက်ခြင်းနဲ့စင်မျိုးမဖြစ်ဘူးဗလားအားလုံးဖြစ်ဖို့ကြမှာပါမေဂရန်တမာတာကြီးအေဗရာဟမ်လင်ကုန်းအောင်မှာအဲ့လိုမျိုးခံစားခဲ့ရဘူးတဲ့တဲ့ဒါပေမဲ့အရေးကြီးတဲ့အချက်ကသူအဲ့ဒီစာကိုဘယ်တော့မှမပုတ်ခဲ့ဘူးဘာလို့လဲဆိုတော့သူခါသေးတဲ့အသေးအကြုံကြီးကနေတင်ယူခဲ့တာတခုရှိတယ်အဲ့ဒါကတော့ပင်းပင်းထန်ထန်ဝေးဖန်တာတွေကဘာကြောင့်မှမရှိဘူးဆိုတာပါပဲ။ အဲ့ဒီလိုလောက်တာကလူနှစ်ယောက်ကြာမှတရားတွေထိုးပေးတာမဟုတ်ဘဲတတိုင်းနေပဲဒီဆုပ်လိုက်သလိုဖြစ်သွားတတ်တယ်ဆိုတာကိုသူကောင်းမောင်းချီနားလည်သွားခဲ့တယ်။ဟုတ်ပြီ။ဒါဆိုဝေဖန်သားကအလွတ်မဖြူဆိုရင်ဘာကတော့အလွတ်ဖြစ်မှာလဲ။ပယ်နီးလန်းကအကောင်းဆုံးလေ။ကဲအဲ့ဒီအချက်ကပဲကျွန်တော်တို့ကာနေကြီးနဲ့အတီးခေါ်ရီထဲကအတီးကအတန်းနှလုံးဖြစ်တဲ့အပိုင်းကိုရောက်သွားစေမှာပါ။အဲ့ဒါကတော့တခြားသူတွေကိုတော်စားလွှမ်းမိုးနိုင်တဲ့တခုတည်းသောအကြီးမားဆုံးလျှို့ဝှက်ချက်ပါပဲ။ ကဲမိခုတခုမြင်ကြည့်မယ်တစုံတယောက်ကိုတခုခုလုံလအောင်လုံနိုင်တယ်တခုသေးတော့နီလန်းအကောင်းဆုံးနီလန်းကဘာဖြစ်မယ်လို့ထင်လဲခဏလောက်အချင်းယူပြီးစဉ်းစားကြည့်ပါဦးအဖြေကတော့တကယ်တော့အရန်ယိုရှင်းပါတယ်အဲ့ဒါကတော့တခြားသူတယောက်ကိုအဲ့လီယာကို လုတ်ချင်လာအောင်လုတ်ပေးလိုက်တာပါပဲဒါပဲဒါကကနေဂျီရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်ပဲအတင်းချက်ခိုင်းတာမဟုတ်ဘူးလက်စားတာလည်းမဟုတ်ဘူးသူတို့ကိုယ်တိုင်ကကိုလုတ်ချင်လာအောင်ဖန်တီးပေးလိုက်တာ ကဲဒီနေ့ကဘာလို့ဒီလောက်တောင်အစွမ်းထက်ရတာလဲဘာလို့လဲဆိုတော့လေဒါကကျွန်တော်တို့လူသားအလုံးရဲ့အနှက်ဆိုင်ဆုံးမှာရှိတဲ့ဆန္ဒတစ်ခုကိုတားရိုက်သွားထီလို့ပဲအဲ့ဒါကဘာလဲဆိုတော့အရေးပါလေသူတို့ဖြစ်ချင်တဲ့စိတ်ပါပဲလူတိုင်းကကိုယ့်ကိုယ်ကိုအရေးပါချင်ကြတယ်တန်ဖိုးထားခံချင်ကြတယ်ဒီစိတ်ကိုနားလဲရင်အရာအလုံးကလွဲကူသွားပါပြီကဲ theory တွေပြောရတာတော့လောက်ပြီအခုလက်တွေ့ဘက်ကိုတွေ့ကြည့်အောင်ဒီအကြီးမားဆုံးရုပ်ဝတ်ချက်ကိုကိုယ့်ရဲ့နေစဉ်ဘဝထဲမှာဘလို့လက်တွေ့အသုံးချမလဲ တကယ့်ကိုအသွုံးဝင်တဲ့ဥပမာကောင်းတွေအများကြီးရှိပါတယ်။ဒီမှာပြထားတဲ့ဂိန်းကဏန်းကိုကြည့်လိုက်ပါဦး။ဒေါ်လာတစ်သန်းတာကလင်ကဲတဲ့နှစ်ချီရာကြောလောကနော် Charles Schwab ဆိုတဲ့လူတယောက်ရဲ့တနစ်စာလာစားတယ်အဲ့ဒီခေတ်ကဒေါ်လာတန်းဆိုတာအခုခေတ်မှာဆိုရင်တော့ဒေါ်လာတန်ဖုံးမြောက်စွာတန်ဖိုးရှိတာပေါ့မိဆရာချီလာကသူ့ဘာဒီများတက်လို့ဒီလောက်လာစားကောင်းရတာလေအဖေကိုတခြားမှာရှာနေစရာမလိုပါဘူးသူကိုယ်လည်းပြောထားရှိတယ်သူကပြောတယ် ကျွန်တော်ပိုင်ဆိုင်တဲ့အကြီးမားဆုံးအားသာချက်ကတော့ကျွန်တော်လူတွေကိုစိတ်အားထက်သန်လအောင်လှုပ်ပေးနိုင်တာပဲတဲ့ဘယ်လိုလုပ်လဲဆိုတော့စိတ်ရင်းနဲ့အတိမတ်ပြူတယ်ချီချူးစကားကိုရရရော်လော်ပြောတယ်တဲ့ရှင်းသွားရောပဲသူရဲ့လိုအပ်ချက်က technical skill မဟုတ်ဘူးလူတွေကိုတန်ဖိုးထားတတ်တဲ့စွမ်းရည်ပဲဒါကကာနေဂျီရဲ့နီလန်းကိုလက်တွေ့ကျကျသုံးပြထားတဲ့အကောင်းဆုံးဥပမာတစ်ခုပေါ့နောက်ထပ်ဇလံကောင်းလေးတစ်ခုရှိသေးတယ်အန်ဂျူကာနေဂျီတမနီထူထေးကြီးပေါ့ ူကပန်ဆီဗေးနီးယားမြရထားလမ်းကိုတန်လန်းတွေရောင်းချင်တယ်။ဒါပေမဲ့သူကသူ့ PC အကြောင်းတမ်းပြီးတော့မပြောဘူး။အဲ့ဒီအစားအရန်လေမှာပါနေတဲ့အလုပ်တစ်ခုလုပ်လိုက်တယ်။ဘာရဲဆိုတော့သူ့ရဲ့တတ်မနေစိတ်ယုံအသည့်ကြီးကိုအဲ့ဒီမြရထားလမ်းရဲ့ဥက္ကဋ္ဌအချစ်တဲ့ Edgar Thompson ရဲ့နာမည်ကို ပေးလိုက်တာ။ဒါကဘာကိုပြလဲ။လေးစားမှုကိုပြတာ။ဥက္ကဋ္ဌကြီးကို အရေးပါတဲ့သူတယောက်လို့ခန်းစားသွားစေတာပေါ့။ရလကတော့လား ပြောစရာမလိုတော့ပါဘူးစားချုပ်ကိုသူရသွားတာပဲကဲဒါဆိုရင်တော့ကျွန်တော်တို့တော်တော်လေးအစွမ်းထက်တဲ့နီလန်ရီအတွေးခေါ်တွေကိုသိထည့်ရပြီနော်ဒါပင်နဲ့အရေးကြီးဆုံးချက်ကအခုမှလာမှာကာနချီကိုယ်တိုင်လည်းပြောခဲ့သလိုပဲဒီအကြောင်းအရာလေးကိုသိနေုံတသက်နေတော့ဘာမှချစ်လာမှာမဟုတ်ဘူးဒီစကားကအလုံးကိုအနစ်ချုပ်လိုက်တာပဲ။ဖင်ယာရဲ့အကြီးမားဆုံးရည်ချက်ဟာအသည့်ဖင်ယာမဟုတ်ပဲလောဆောင်ချက်တာဖြစ်တယ်တဲ့။ဆိုလိုတာကဒီစားဟုတ်ကဖတ်ပြီးတော့စားဟုတ်စင်ပေါ်မှာအလှတင်ထားဖို့ရည်ခဲ့တာမဟုတ်ဘူး။ ကိုဘွားတဲ့ကိုယူသွားပြီးတကယ်လက်တွေကျင့်သုံးဖို့ကရေးထားတဲ့ action book တူအောင်ပါပဲ။ဒါကြောင့်မို့လို့ဒီနေ့ကျွန်တော်တို့ပြောခဲ့တာဒီထက်ကချက်ချင်းစပြီးလက်တွေ့လုပ်လို့ရမယ်အဓိကချက်တွန်းချက်ကိုအမြန်ပြန်ကြည့်လိုက်ရအောင်။တကယ်ကိုရိုးရှင်းပြီးအစွမ်းထက်တဲ့အဆင့်တွေပါ။ကဲအဆုံးမသက်ခင်မှာဂျီမေခွန်းလေးတစ်ခုနဲ့ပဲညီကုန်းချုပ်လိုက်ပါစီ။ဒီနေ့ကျွန်တော်တို့လေ့လာခဲ့တဲ့အချက်တွေထဲကဘယ်အချက်တစ်ခုကိုဒီနေ့ကစပြီးလက်တွေ့အသုံးချကြည့်မလဲ ကိုယ့်ရဲ့ပေါင်းနစ်ဆက်ဆံရေးတွေကိုပိုကောင်းလာအောင်လှုပ်ဆောင်နိုင်မယ့်အပြောင်းလဲလေးတစ်ခုပေါ့အဲ့ဒီအပြောင်းလဲကိုဖန်တီးနိုင်တဲ့စွမ်းအားကတော့တခြားလူလက်ထဲမှာမဟုတ်ပါဘူးကိုယ့်လက်ထဲမှာပဲရှိနေတာပါ